ပကံခေပြတ်သုံးပြီးတဲ့နောက်မှာခေဆက်ဆက်ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတယ်ဒီနေ့တိပကံပြားပထူပေါင်းများစွာကိုတနိုင်ငံလုံးတစ်ကဘာလုံးကလူတွေဖူးတွေ့နေကြဖြစ်ပါလေပကံပြက်ပြီးပင်းရစကိုင်းခေဆိုတာကလည်းပကံခေနောင်ပိုင်းကရှမ်းညင်အောင်၃ဦးရဲ့တိဟတူတို့ ဥဇနာတို့ကြောစွာတို့နောထာတို့တင်ခရာစိုးရွန်းနဲ့တရဖြာကြီးစတဲ့ထက်မြက်တဲ့သားတော်တွေဟာပကံခစ်အဆက်အနွယ်တွေမို့ပကံကို ပြစ်မထားဘဲနဲ့ဒိမ့်သိမ်းစောင့်ရှောက်ခဲ့ကြသလိုအဝခစ်ဂုံးပေါင်ခစ်တီအဆက်ဆက်ကအစင်တစိုက်ထိမ့်သိမ်းခဲ့ကြလို့ပကံဆိုတာကနေ့တီတရှိနေခဲ့တာလို့ဆိုခြင်းပါလေဗျာ။ ကိုလိုနီခေတ်မှာအနေပါရော့ပါခဲ့ပေမဲ့လွတ်လပ်ရပြီးတဲ့အချိန်မှာတော့ရဟန်းရှင်လူအများကပကံထိမ့်သိမ်းဆောက်ရှောက်ရေးကိုအရေးကြီးတဲ့လုပ်ငန်းတရဖြစ်နေရှေ့တန်းတင်ဦးစားပေးပြီးတော့မှလှုပ်ဆောင်ခဲ့ကြပါတယ်1995ခုနှစ်ပကံကလေးကြီးအပြေးမှာတော့အစာအုပ်တော်တော်များများပြိုကျပျက်စီးသွားခဲ့တယ်ပကံရှေးအောင်ဖျားတွေဟာရေတွက်တိတ်များလာရေးတရှိတဲ့နေရာတွေကလွန်ကျယ်ပြန့်နေတဲ့အတွက် လူအင်အားငွေအင်အားဤပညာလိုအပ်ချက်တွေဟာအလွန်အမတန်ကိုခက်ခဲပြီးကြုံခဲ့ရတဲ့ခက်ဆွင်လည်းမှန်ပါတယ်ဒီလိုအဖြစ်ပြက်တရားနေပြီးပြီးဆိုင်ရာပြုပြင်မွမ်းမံထိမ့်သိမ်းစောင့်ရှောက်ရေးစနစ်တစ်ခုပကံမှာအရေးတကြီးလိုအပ်တယ်ဆိုတာပညာရှင်တွေကသက်သိမြင်ရတယ်တခါဆက်ချက်မှာလားလူငရင်မျိုးထပ်ပြီးတော့မှကြုံလဲရတဲ့အခါမှာ ကြတော့ UNESCO အဖွဲ့ကြီးနဲ့ချိတ်ဆက်ပြီးတော့ကမ္ဘာအမွေအနေနဲ့ဖြစ်နေတယ် ဝိုင်းဝန်းထိမ့်သိမ့်ပြီးတော့ပြားစီရီကိုယဉ်ကျေးမှုပလဲခေတ္တလာနဲ့လျော်ညီတဲ့ဆောက်လုပ်ရေးဤပညာရေးနဲ့ပေါင်းစပ်ပြီးတော့မှဝေဖန်နေတဲ့ဂျာကနော်အနန္တစီရီတို့မျက်ကြီးကိုခေတ္တစကထုံးသင်္ကန်းနေအောက်မှာကြောက်ွယ်ပြီးတော့မှနေခဲ့တဲ့စင်ကွင်းနေအုတ်ခွက်ပြားတွေအချို့တော့စာတွေပေါ်ထွက်လာခဲ့တာက ဒါကခေတ္တဤပညာရဲ့အတ္တိတာရကတစ်ခုဖြစ်ပါတယ်2019ခုဇူလိုင်လ6ရက်နေ့မှာတော့ပကံရှိအောင်ယဉ်ကျေးမှုဒေတာတစ်ခုလုံးကို UNESCO ကမ္ဘာအမွေအနှစ်နေရာတစ်ခုဖြစ်နေသတ်မှတ်ခဲ့ပြီးပါပြီကမ္ဘာအဆင့်မီဤပညာတွေထောက်ပံ့နေတဲ့မြမရင်းမြေတဘာဝနဲ့လိုက်လျောကြီးထွေဖြစ်မဲ့ချိန်ကြီးမှုတွေနဲ့ပေါင်းဆက်ပြီးတော့မှာ ပကံဖျားပထိုးတွေတက်တန်းရှိကြနိုင်သလောက်ရှိကြစီဖို့ဝိုင်းဝင်းထိမ့်သိမ့်နိုင်ကြပါစေလို့ဒီနေရာကနေဆန္ဒပြုလိုက်ပါတယ်ပကံဆိုတာတန်ကူကွင်ကရစ်တွေမပါဘဲနဲ့အုတ်တွေနဲ့ပဲတိဆောက်ထားတဲ့အဆောက်အဦတွေဖြစ်လို့ဒုက္ခတုခါကအုတ်စီအုတ်နင်းနေအရန်ကောင်းခဲ့လို့သာပကံကအခုလောက်တည်းအောင် တက်တန်းရှိခဲ့တာဖြစ်ပါတယ်အုပ်ဆိုတာလည်းတတ်မှတ်တဲ့အချိန်ကာလတစ်ခုအတွင်းမှာသူ့တဘာဝအလျောက်ကမြေကြီးကိုဖုတ်ထားတာဖြစ်တဲ့အတွက်ပျက်စီးယိုယွင်းလွယ်တာတော့အမှန်ပါသို့တော့ဝိုင်းဝန်းပြီးတော့မှအဖက်ဖက်ကနေဒီပညာတတ်တဲ့ပုံကိုယ်လေးနော်တမိုင်းအမြင်ရှိတဲ့ပုံကိုယ်လေးအလုံးဝိုင်းဝန်းပြီးတော့မှပြုပြင်လိုက်ကြလို့ခဏချိန်ထီအောင် တည်ရှိနေတာလည်းဖြစ်ပါတယ်အဲ့တော့ပဂံဒေတာအမြဲတမ်းပဲဖွံ့ဖြိုးဖို့ဆိုရင်အလုံးရဟန်းရှင်လူပြည်သူတရားလုံးကပါဝင်ပြီးတော့မှထိတ်သိမ်းစောင့်ရှောက်ဖို့လိုအပ်ပါတယ်